နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မွန်းလွဲ2နာရီအချိန်ထုတ်ပြန်ချက်ယမန်နေ့နနက်9နာရီခွဲအချိန်မှယနေ့နနက်9နာရီခွဲအချိန်ထိမိုးလေဝသတိုင်းထွာချက်အချင်းချုပ်လွန်ခဲ့သော24နှစ်တွင်ကမကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြား။ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ကရင်ပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာခဲ့ပြီးနေပြည်တော်တွင် နေရာကွက်၍မိုးကြီးခဲ့ပါသည် မှတ်သားဖွဲ့ရာမိုးရေချိန်များမှာရန်ကုန်ကဘာအေးတွင်1.89လက်မှတက္ကုံမြို့တွင်1.36လက်မှဗန်အံမြို့တွင်1.39လက်မှနေပြည်တော်ဇေယသီရီမြို့နယ်နှင့်ဘာအံစိုက်ပျိုးရေးမိုးလေဝသတို့တွင်1.69လက်မှရှိ မောင်မယ်မျိုးတွင်တဒသမ9နှစ်လက်မှနေပြီးတော့စပူတီရီမျိုးနယ်တွင်တဒသမ69လက်မှပြေမနာမျိုးတွင်တဒသမ59လက်မှကိုကိုကျွန်းမျိုးတွင်တဒသမ54လက်မှမိထီလာမျိုးတွင်တဒသမ34လက်မှနှင့်ငန်းစုံမျိုးတွင်တဒသမ3တုညလက်မှတို့ဖြစ်ကြပါသည်မင်္ဂလာပင်လေအော်ချေနီ ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်တုံလေးအားနည်းငယ်မှအားတင်းတင်းရှိနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်မုတ်တုံလေးအားနည်းနေပါသည်မနက်ဖြန်နံ့အထီးခမ်းမန်းချက်မကွေးတိုင်းဒေသကြီးတွင်နေရာကွက်ကြားပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတချင်းပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊မြခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်တနင်္သာရီတိုင်းဒေသကြီးတွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယင်အကြံပြုအပ်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက် မုတ်တုံလေအားနေနေမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နဲ့အထီးခံမှန်းချက် ။နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နနက်အထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နနက်အထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။လာမည့်စနေတနင်္ဂနွေအားလည်းရဲ့များအတွက်မိုးလေဝသခန့်မှန်းချက် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာမည်